မြန်မာရင်းရဲ့မနာလိုမှုကျိုးဆက်ကိုစံစားခဲ့ရတဲ့နရတရားပတိမင်းမြန်မာမင်းဆက်ပေါင်းများစွာတွေကမှအတုံးမကြဆုံးနေရာမှာနေရာယူထားတဲ့မိနီတွေကမှနရတရားပတိမင်းကတော့မတိသူမရှိလောက်အောင်တော်တော်ကိုနမည်ကြီးခဲ့တယ်လို့ပြောရပါမယ်။ကျောက်စာရီမှာတောင်မှတရုတ်ပြေးမင်းလို့ထွင်းယူရတဲ့အထိပြေးကောင်းလို့နဲ့နရတရားပတိမင်းဟာအခြားသောမိနီတွေနဲ့ဘယ်လိုမှမရှင်နိုင်ပေမယ့်လေ။မွေးလာကလေးကပရောဟိတ်ကြီးရဲ့ဖြားရေရ ဒီကလေးဘရင်ဖြစ်မှာဆိုတဲ့ပြားလေးနဲ့နန်းနေနေရှောက်လာခဲ့သူပဲဖြစ်ပါရည်။အာလုံးသေးကြတဲ့အတိုင်းနရတရားပတေမီကိုဥစနာမီနဲ့မိဖုရားစုလေးထုံးတို့မှာ23 AB 1283မှာမွေးဖွားပြီးတော့ပကံထီနိုင်ကို AD 1256 1289ကာလတွင်စူးစမ်းနိုင်ခဲ့သူပဲဖြစ်ပါရည်။ဒီမင်းအိုဆိုတဲ့ကာလတွင်မှာတော့ပြည်နေတဲ့အပေးဆုံးနဲ့အမိကိုလွဲသုံးစားလှုပ်ဆောင်မင်းဖြစ်နမေကြီးခဲ့ပြီ။ ။နတ်ခွေကနေလေမီဒီယာဖွာစောရဲ့ကျိုးဆွဲရာကရအယုတ်ဖြစ်ခဲ့ရပါတယ်။မေမေတချက်လို့ဆိုပေမဲ့လေနရာတရားပတိမင်းနေနေကတော့မိဖုရားဖွားဆိုရဲ့ဇကားကိုနားမထောင်လို့ဖြစ်တဲ့အခြေအနေကြုံရပါရည် အဲ့ဒါကလေချိမျက်နိုးရသူအငယ်ဆုံးမိဖုရားဖြစ်တဲ့စောလုံကိုပြစ်တံပေးချမှတ်ပြီးချိန်မှာနောင်နာရလာခဲ့တာဖြစ်ပြီးနှလုံးထီမှာအမိတမင်းတည်သွားခဲ့တဲ့နာသီယာပတိမီကတော့သူ့ဘဝမှာမိဖုရားကြီးဖွာဆိုးရဲ့စကားကိုသာနားထောင်မယ်လို့တန်ိမ့်တန်ချမှတ်ခဲ့တာပဲဖြစ်ပါတယ် တကယ်တမ်းမှာကြတော့အငယ်ဆုံးသားလေးဖြစ်တဲ့နရတရားပတိမေဟာမိညင်မင်းသားတွေတက်မြောက်ထားတဲ့အထရတပညာတွေကိုမတက်မြောက်သလိုစစ်မဲ့ရေးရမှလည်းဘာကူမှမသိထားသူတယောက်လို့ပြောရမှာပါဒါပေမဲ့လေနန်းတွင်ခါမတ်တော်မှာဆိုတဲ့အတိုင်းအမတ်တွေကသာစုယုံပြီးတော့ခုံရိုးကိုရှောက်တင်လိုက်မယ်ဆိုရင်တက်တဲ့မရှိတဲ့သားကောင်တောင်မှတက်တဲ့တူလို့လို့ရတယ်ဆိုတဲ့လိုမျိုးဖြစ်ခဲ့ပါတယ် ဒါကြောင့်မင်းဥစနာမင်းရှိစီခါတို့ကမင်းသားတပါနန်းရရကိုဆက်ခံနိုင်ဖို့အမတ်တေရဲ့သဘောတူညီချက်လိုအပ်တယ်ဆိုတဲ့အတိုင်းတကယ်ထီးနေရရနဲ့ထိုက်တန်ခဲ့သူတရသူမင်းသားဟာရာဇဇံအမတ်ကြီးရဲ့အမနာလို အမုန်းထားမှုတစ်ခုကြောင့်နန်းတက်ခွင့်မရခဲ့တာလို့ဆိုကြပါရည်ဥစနာမင်းလိုလင်း နန်းလျာဖြစ်သောတရသူမင်းသားနန်းတက်မီရှိသည့်တွင်ရာဇကျက်အမတ်ကြီးဟာဥစနာမင်းထံမှခစားစဉ်အခါလက်ဖြင့်တင်ရတွင်တရသူမင်းသားကိုခတ်မိသဖြင့်မင်းသားကမိမိလက်ဖြင့်ပေါ်ကုန်းပတ်နှင့်ထွေးသည်ကိုပြ၍အင်းမင်းသားသည်မင်းဖြစ်ခင်အားဖြင့်အမတ်ကြီးတို့ကိုမျက်နာဖြတ်ပြီး၏မင်းဖြစ်သောငါတို့နေရာမရှိပြီဟုဆိုကာတင်ထားသောကုန်းပတ်ကိုပြ၍အချာမူမတ်တို့ကိုစီယုံကတရသူမင်းသားကိုဖမ်းဆီး၍ညီတော်ဖြစ်သောနရတရာပတိမင်းကိုနန်းတေခဲ့ခြင်းဖြစ်ပါသည် ဒီဖြစ်ဖြစ်ဟာနန်းရင်းထဲမှာသာကတော့ကစားဖြစ်ခဲ့ရတဲ့ဆိုပေမဲ့လေသူတို့ရဲ့နှစ်ပေါင်း250တက်အောင်ထီထောင်ခဲ့တဲ့ပကံပြည်ကြီးပြိုလဲခြင်းရဲ့အဆဆိုတာသူတို့ကိုယ်တိုင်မသိခဲ့ကြပါဘူး။ဒါကြောင့်မင်းနရတရားပတိမင်းဟာ1256ခုနှစ်မလ6ရက်နေ့မှာခမည်းတော်ရဲ့ကိုလို့တော်ကြီးစိတ်ထင်းကန်းဖြူသူမိဖုရားဖွာစောနဲ့ဘိသိက်သွင်းပြီးတော့တီရီတွေ့ဘူးမနာတွေ့တာပရဝဇမရာဇာဝဲခံယူကပကံထင်းနှန်းကိုစိုးစံခဲ့သည်လို့ကြောက်စာမှာထွင်ထားခဲ့တာပဲဖြစ်ပါရဲ့။ နောက်လေဘူသူတရရစီမင်းမြမသမိုင်းတွေကိုတိတိလေးလေးရှင်းပြပေးသွားမှာမလို့စောင့်ကြည့်ပေးကြပါဦးရှင်အခုလိုမျိုးဆုံးဒီကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်